ခြေနဲ့ရောင်းလို့ရတယ်အွန်လိုင်းငွေလိမ်ကိုင်းတွေရဲ့နာမည်ကျော် KK ဘက်ကနေထွက်ပြေးလာတဲ့ကြားဖြန်လုတ်ကင်သူတွေဟာသူတို့ငွေကြေးလိမ်လည်မှုလုံဆောင်ရမှာအသုံးပြုခဲ့တဲ့ဖုန်းဟန်ဆက်တွေကိုညရီမှာရရဈေးနဲ့ပြန်လဲရောင်းချတဲ့ဈေးကွက်တစ်ခုပေါ်ပေါက်လာပါတယ်။ကြားဖြန်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့သူတွေရဲ့ငွေကြေးလိမ်လည်ရမှာအသုံးပြုခဲ့တဲ့ဖုန်းတွေကိုဟန်ဆက်မျိုးစားပေါ်မူတည်ပြီးဘတ်900ကနေ2000ကျားဈေးနှုန်းတွေနဲ့ရောင်းချနေတယ်လို့သိရပါတယ်။သူတို့ရောင်းချတဲ့ဟန်ဆက်အများစုက Apple ကုမ္ပဏီထုတ် iPhone handset တွေဖြစ်တယ်လို့လဲအဲ့ဒီဈေးကွက်အကြောင်းသိရှိသူတူကကောနတ်ဘာမကိုပြောပါတယ်။သူတို့ရောင်းချတဲ့ဖုန်းတွေက iCloud တွေပါတဲ့ iPhone တွေပါအများစုတွေ့ရတာကတော့ iPhone SE တွေ iPhone 7 iPhone 8လိုဖုန်းမျိုးတွေကိုအများဆုံးတွေ့ရပါတယ်။သူတို့ရောင်းချတဲ့ handset တိုင်းဟာငွေကြေးလိမ်လည်ရမှာအသုံးပြုခဲ့တဲ့ဖုန်းတွေဖြစ်ပြီး video call ဆိုတာစာတိုပေးပို့တာတွေအကောင့်တူတွေဖန်တီးတာတွေလုံဆောင်ထားတဲ့ဖုန်းတွေဖြစ်တယ်လို့လည်းသိရပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်ရာမှာအသုံးပြုထားတဲ့ဖုန်းတွေဖြစ်တာကြောင့်ဝယ်ယူရာမှာလည်းသတိထားကြဖို့ကိုလည်းကိုနက်ဘာမရဲ့သတင်းအရင်းမြစ်ဤပညာကျွမ်းကျင်သူတဦးကပြောပါတယ်။အာပြီးတော့ဒီသူတို့အဲ့ဒီ iPhone ရဲ့ကြိုးတိတောင်တောင်းတွေမှကြည့်ရတယ်။ဒီများကြီးကို live လေးနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်။ပြင်းညာနားမလေးတွေဒီလေးကကြောင်ရင်အချို့ကြတော့အဲ့ဒီ iCloud တွေကသူတို့ အန်ကလောက်ဒီစစ်နဲ့ပုံလုံးလိုက်လို့ရတယ်ခုဘကပြန်လိုက်မယ်ဆိုတော့သူတို့အန်ကလောက်ရှိနေတာကိုအန်ကလောက်ရှိတဲ့ကြောင်ကိုတပုံနေပါလေရဲတဲ့ခါကျတော့ရှိရှင်ပေဒီအန်ကလောက်မှာကသူကဥစားဖြစ်နိုင်တခါတည်းသူကအန်ကလောက်မှာတိန်းတာဟုတ်အဲ့တချို့အဲ့ဒီဘောလီဘာလို့ဖိုတိုတွေကလည်းအဲ့ဒီရဲ့အချက်လက်တွေတော့သူတို့ရရပုံရနိုင်တယ်ဒါပေမဲ့သူတို့နီးပိညာကတော်တော်ဥစားတုံးလို့ရအဆိုပါဖုန်းတွေမှာ Google account sin register info online လိမ့်လည်ရေး app တွေကြံခဲ့တာကြောင့်ရဲတပ်ဖွဲ့ကခြေရခံနိုင်တယ်လို့လဲဆိုပါတယ်။လက်ရှိမှာဖုန်းတွေကိုတလုံးကို900ဘတ်ကနေ2000ဘတ်နဲ့ရောင်းချနေကကြားဖြန့်လုံဆောင်သူတွေကင်ဆောင်တဲ့ဖုန်းမျိုးစားအများစုဟာ iPhone အများစုဖြစ်ကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် KK ဘတ်ကြားဖြန့်ရုံတွေကနေအလုသမားအများစုဟာအောက်တိုဘာလ22ရက်မနက်ပိုင်းကနေစတင်ပြီး ညရီမျိုးနဲ့ထိုင်းနိုင်ငံမဲဆောက်မျိုးကိုထွက်ပြေးလာခဲ့တာပဲဖြစ်ပါတယ်။